အားလုံးမိတ်ဆွေများမင်္ဂလာပါခင်ဗျဇာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံလို့ဘေးပြာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းတောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်းအဲ16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်းကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားလို့နဲ့ဆွဲခေါ်ကြပြီးမှာဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီလိုက်လေးကိုချက်တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလို့ရောက်ရှော့ရပါလိမ့်ခင်ဗျ ကဲဇနီးသားသမီးမိတ်ဆွေအားလုံး2025ခုနှစ်6လပိုင်း6လပိုင်း16ရက်ကနေ23ရက်နေ့အထိတပတ်စာကံကြမ္မာဟောကြားပြီးမှဖြစ်ပါတယ်။ຫນွယ်ဟုတ်ဟုတ်တယ်လို့လို့ပဲတဲ့။အမေဟုတ်ကိုဟုတ်တာဟုတ်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 နဲ့နေတယ်။ဆိုတော့ကောင်းပြီဇနီးဒီကံကောင်းအောင်ဟုတ်လားကံကောင်းကျင့်လေတဲ့ဒီတပတ်။ကဲကံကောင်းပါလေဗျာ။စနေသားသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာ မိမိတို့အနေနဲ့ဒီအဖက်တာတော်တွေမှာဆိုလို့ရှိရင်တော့မဖြစ်ပေါ်လာရသေးတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့တွေးပူနေတာမျိုးဖြစ်မလာသေးတော့ကိစ္စတွေကိုလေထမ်းပန်းစီပြီးတော့အပူလွန်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်အတိတ်ကိုလည်းမသွားနဲ့ အနာဂတ်ကိုလည်းမတွေးနဲ့ပြစ္ဆုတ်ပံကိုသာတက်တက်ရှုပါခင်ဗျာနော်ဒါဆိုလို့ရှိရင်စနေသားသမီးမိတ်ဆွေတွေဟာအရာရာလက်ရှိကာလရှိနေတဲ့ကာလအတော်တွင်းမှာအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်တာဟာမိတ်ဆွေတို့အတွက်အကောင်းဆုံးသောနီလန်ဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့ရဲ့ယင်းထဲမှာဖြစ်မလာသေးသောကိစ္စဖြစ်မဖြစ်လာသေးတဲ့ကိစ္စတွေကိုစိုးရိမ်စိတ်အဲပူပန်စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတတိထားဆင်ပြေရန်လိုအပ်သောကာလအပိုင်းစားဖြစ်တယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ မိမိရဲ့အလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေ မကောင်းတဲ့အတိုက်ခိုက်တဲ့အတတ်ပညာလေးတွေစုံနေမကောင်းတာလေးတွေနဲ့ပတ်သက်ပြီးပြူစားတိုက်ခိုက်တတ်တဲ့အတွက်သတိထားဆင်ခြင်ပြရန်လိုအပ်ပါတယ်ခင်ဗျဒါလေးကိုတော့ဆရာထပ်မှာမှာရမယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးကိုသတိထားပါမိမိတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာညံ့စရာတော့မရှိဘူးဒါပေမဲ့အရေးပြားနဲ့ပတ်သက်တာမျိုးလေးတွေအသွေးသားနဲ့ပတ်သက်တာလေးတွေမှာတော့နည်းနည်းလေးအကြာတိကူးပြောင်းလေးကြောင်ဖြစ်တတ်ပါတယ်ကျန်းသာကဘာမှစိုးစိုးဝါမရှိပါဘူးအစားအသောက်လေးတွေမှာသတိထားစားသုံးပြရန်လိုအပ်ပါတယ်ခင်ဗျနော်မိတ်ဆွေတို့ဒါအပြင် ီအဖတ်တာတော့တွင်မှာဆိုလို့ရှိရင်အဲငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဂျင်းသေးပေါ့မိမိမျော်လင့်ထားသောရီမန်းထားသောငွေကြီးကိစ္စတွေအဆင်ပြေအောင်မြင်ပါလိမ့်မယ်ခင်ဗျာနော်ဘာဖြစ်ဖြစ်ငွေကြီးကိစ္စအလုပ်ကိစ္စမှန်သမျှတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုတဦးတည်းတယောက်တည်းပြောဆိုလှုပ်ဆောင်တာမျိုးအမိခံပြောဆိုလှုပ်ဆောင်တာမျိုးကအာသာကောင်းမှုပြီးတော့တိုးတက်ကံကောင်းစီတော့ကာလာအပတ်တာအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအလုပ်ကောင် အလောက်ကိုင်းနဲ့ပတ်သက်လာရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးလေးတွေယာရုလုပ်ငန်းကိုင်းကနဲ့ပတ်သက်လာရင်အလှည့်ပြောင်းအပြောင်းလဲကြီးကြီးမားမားကြုံတွေ့ရမယ့်အဖတ်တာကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငဘူကကံညက်နေသောမိတ်ဆွေများကံကောင်းလာတော့မယ်လို့ကြိမ်းတည်မှတ်လိုက်ပါကံရဲ့အလှည့်ပြောင်းကံညမယထာကြီးကြိမ်းတည်ပေါင်းဆိုင်ရောက်လာမယ့်အဖတ်တာဖြစ်ပါတယ်သို့တော့ကံကောင်းမှုအတွက်ဆိုရင်နည်းနည်းအညာကလေးတွေနည်းနည်းလေးဂျုံတလို့လို့ရှိပြီးတော့မှကံကောင်းလာတတ်တဲ့အတွက်ကြောင့်မလို့မုံတိုင်းမလာခင်လေးပြီးစတယ်လို့ပဲလေးပြီးလေးညင်းလေးကောင်းတာလေးလာဖို့အတွက်တော့ စိုးသွားနဲ့ပင်လေလိုင်းကြီးကိုကြော်ဖြတ်လာရမှာအသေးချာပဲဖြစ်တယ်အဲ့တော့ဆရာလည်းစာတွေဖွဲ့လိုက်တာဆိုဟလာကဲကံကောင်းလာတော့မယ်ဒါပေမဲ့အစမှာတော့နည်းနည်းလေးဘာလို့လှုပ်လှုပ်အစမှာနည်းနည်းလေးခက်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 အကြက်ကြက်တက်တဲစိတ်ပန်းလူပန်စိတ်မောလူမောလေးဖြတ်တန်းလက်ရတဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်တိုးတက်နိုင်နေဆိုတော့ကာလာဖြစ်ပါတယ်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ် စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတဲ့စံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လို့ဆောင်ပါစာချုပ်စာတမ်းကိစ္စညီဘုံမောင်တို့မှဆွေမျိုးသားချင်းနဲ့ပတ်သက်လို့အကြံစီတွေတိုင်ပင်လေးတွေရှေ့တို့ဆောင်ရွက်လို့ဆောင်ရံတော်တော်အားသာကောင်းမှပါတယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲတို့အပြင်ရှယ်ယာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရွက်လို့ဆောင်ပါဘာလို့ဖြစ်ဖြစ် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းဆက်ပစ္စည်းဆိုင်ရာလုပ်ငန်းစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဖုန်ဆိုင်ကယ်ဆက်ပစ္စည်းကားယင်အသစ်ဝင်လာမျိုးတွေကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုပ်တစ်တွေကိုရှေ့တို့ဆိုင်ကလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာငကူကလက်လွန်ထားသောငွေကြီးတွေကိုပြောဆိုတဲ့အခါမှာကိုကိုတိုင်ဦးစီးဦးဆောင် ပြောဆိုပါထို့အပြင်ပြောဆိုတဲ့အခါမျိုးတွေကြလို့ရှိရင်တော့စနလို့ပေါ့ဟို ခတ်မှန်မှာခတ်တင်တင်ပြောဆိုတာပုံမူပြီးတော့အာတာကောင်းမွန်တိုးတက်နိုင်ပါတယ်တဲ့နော်အာနာရင်ခါပါတတ်တော့ကာလာအပတ္တာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတတိထားစဉ်းကြည့်ပြီးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာလူငယ်တွေရှင်ရင်းနဲ့ပတ်သက်လာရင်တော့စိုးဝါးဝါးပါမှာအပြောင်းလဲမရှိမိမိချစ်တော်မြတ်နိုးတော်သူကိုဖွင့်ပြောဖို့အတွက်ကြံစည်နေတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တဦးတယောက်ရဲ့အကူအညီကိုရယူပြီးပြောဆိုလိုက်ပါဒါဆိုရင်အဆင်ပြေအောင်ပြီးတိုးတက်သွားပါလိမ့်မယ်သမီးစားများအနေနဲ့ဆိုရင်တော့ငကူက စနေသားသမီးမိတ်ဆွေတွေဝေးကွာနေတော့မိတ်ဆွေများပြန်လဲပြီးတော့ပေါင်းစုရတာမျိုးတူးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တော့အိမ်အောင်ပြုကိစ္စစိစက်ရံကိစ္စတွေတိုင်မင်တာမျိုးပြောဆိုတာမျိုးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲအိမ်အောင်ကြီးကိစ္စအဲအဲ အချွနာလို့ပေါ့အိမ်တော်ပြုရကိစ္စဆိဆက်တိုင်းမင်းကြောင်းလန်အဆရှိတဲ့ကိစ္စလေးဒီမှာရှေ့တူဆောင်ရလှုပ်ဆောင်မှာမိမိရဲ့အရှိရင်းနဲ့ပတ်သက်လာရင်လက်ဆောင်တစိုးပန်းတာတစိုးပန်းတာဆိုမင်းဖြစ်သွားမှာလက်ဆောင်ပစ္စည်းတွေရရှိတတ်သောကာလဖြစ်ပြီးတော့အဲမိသားစုနဲ့ပတ်သက်ပြီးငကောကသဘောမတူတာမျိုးလေးတွေငကောကပြောဆိုအပ်ခံနေတာမျိုးလေးတွေဆိုဒီကာလမှာပြောဆိုရှေ့တူဆောင်ရရင်အောင်မြင်တိုးတက်နိုင်သောအပ္ပတာကာလဖြစ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့တောကခကြီးဆိုတဲ့အတိုင်းပဲအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ အဆက်အသွယ်ပြတ်နေသူတွေအနေနဲ့ကတော့အဲလက်ရှိမှာပြန်လဲစုံစည်းဖို့အတွက်တော့အားနည်းစေသောအပတ္တကာလဖြစ်တယ်။ဝေးကွာနေသူများအခုကတော့သတင်းလောက်ပဲကြားရတာမျိုးလေးတွေကြုံရတတ်တယ်။ဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီဘက်ကဆွမ်းနာလို့ပေါ့တစ်ဖက်က အဆင်ပြေတော့မယ်ဆိုလို့ရှိရင်တစ်ဖက်ကအဖြတ်ဝင်လာတာမျိုးလေးတွေကြုံရတက်တဲ့အတွက်တော့အိမ်တော်ကြီးမှာတော့ဆွေမျိုးသားချင်းကိစ္စလေးတွေအကြောင်းပြုပြီးပြဿနာဖြစ်တာမျိုးဂျားလူတဦးတယောက်ရဲ့ကိစ္စလေးတွေအကြောင်းပြဿနာအခြေတင်ဖြစ်ရတတ်တယ်ငွေကြေးအကြောင်းအခက်အခဲမရှိဘဲနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်ဂျားထဲမှာအိမ်တော်ကြီးဂျားထဲမှာဂျားသူဝင်လာပြီးတော့မဟုတ်သူဆွေမျိုးနှစ်ဆွေမျိုးငါးဆွေမျိုးနင်းညီကိုငါညီကိုနဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးပြဿနာလေးတွေအခြေတင်ဖြစ်ရတတ်တော့ညာလဲစစောဝါဝါတော့ဘာမှမရှိလာပါဘူးခင်ဗျသသမီးနဲ့ပတ်သက်ပြီးတော့သသမီးအကျိုးပေးစေတော့ကာလဖြစ်တယ် ပညာရေးနဲ့ပတ်သက်ရင်ရှေ့တို့ဆိုင်ရာလောက်ဆောင်မှာနိုင်ငံခြားခရီးသွားကိစ္စလေးတွေအားသာကောင်းမှပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆိုင်ရာလောက်ဆောင်ရင်အားသာပြီးတော့ထိုးတန်းကန်ကောင်းစီတော့ကာလာပတ်တာဖြစ်ပါတယ်ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင် အပြာရဆိုင်ရတိုက်ခိုက်လေးတအူးထပ်ပို့ပြီးပေါ်လာနိုင်တတ်တယ်ပြဿနာကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာနှုတ်နှဲ့ရောက်တဲ့မျက်နှာချင်းဆိုင်ဖြေရှင်းတာတဲ့အထက်လူကြီးအကြီးကြီးရဲ့အကူအညီနဲ့မျက်မျက်တရာသဟဇာရတက်အောင်ဖြေရှင်းပြောဆိုတာတော့အောင်မြင်တိုးတက်ဇီတော့ကာလဖြစ်တယ်အလုပ်ငန်းသူအလုပ်သူတွေနဲ့ပတ်သက်ရင်အလုပ်တစ်ခုကိုနှစ်ခွရောက်ကိုတွဲလို့ရတာမျိုးနှစ်ဦးတွဲလို့ရတာမျိုးလေးတွေကြုံရတက်သောကာလဖြစ်ပါလေခင်ဗျာဒါကြောင့်မလို့တခုတစ်ချက်ကိုကိုယ်တိုင်လုပ်ပိုင်ခွင့်ရှိတဲ့အလုပ်ကိုဒါတာဝန်ကြီးအောင်လုပ်ပြီးသူများကိစ္စလေးတွေမှာကိုကဝင်ရောက်ပြီးတော့ဖြေရှင်းကူညီဆောင်ရွက်တာ ာမျိုးလေးမှာအားနည်းစေတဲ့အတွက်တော့ဒါလေးတွေကိုသတိကြဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာရင်မှန်းထားသောကိစ္စမျောလင့်ထားသောကိစ္စလေးတွေကိုကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောလေးတွေကြောင်းဆောင်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ရန်လိုအပ်သောကာလဖြစ်တယ်။စနေနန်းသူပစ္စည်းတွေဖြစ်တဲ့ ဒါကတော့ဖဏတ်တို့ထီးတို့ဝယ်တဲ့အခါမှာတော့ဒီရပတ်တာတို့တွေမှာသတိထားစင်ကြင်ပေးရန်လိုအပ်ပြီးတော့ပိတ်နေကောင်းနေတဲ့ငွေကြေးကိစ္စလက်လာပါလေဒီနည်းနည်းတိတ်တက်တဲ့အတွက်တော့ကိုယ့်အမိနဲ့ဝယ်တာမျိုးတက်တူတယောက်ကိုသတိဝယ်ခိုင်းတာပုံမူကောင်းမွန်တိုးတက်နိုင်ပါတယ်မိတ်ဆွေမိတ်ဆွေတွေနဲ့ပတ်သက်လာရင်ကိုယ့်ထက်အသက်ကြီးသောမိတ်ဆွေသို့မဟုတ်ရင်ကိုယ့်ရဲ့အထက်လူကြီးအကြီးကဲသို့မဟုတ်အဖေအကိုတို့နော်ဦးလေးတို့အဆရှိတွေတို့သူတွေနဲ့တိုင်မင်းကူညီတိုင်မင်း ပြောဆိုတာမျိုးလေးတွေကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်တယ်အကျိုးပေးသောကဏ္ဍအခရာတွေနေနေဆိုစနီသားသမီးတွေကငါးကဏ္ဍချစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကျိုးပေးကံကောင်းစေတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်မိုးပြရာအောင်အပန်းရာအောင်အကျိုးပေးကံကောင်းစေပါတယ်ခင်ဗျာအကျိုးပေးသောအရာဟာတော့အရှိတောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရစင်ပြီးအောင်ပြီးတိုးတက်စေရန်တို့ကမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာ ဥကောင်းကလေးကိုလက်ကလေးအဲ့တင်ပြီးတဲ့အခါနမောတတဘဂဝါသောအရဟသောတမ္မတံဘုတ္တဆိုပြီးခုနှစ်ခေါက်တိတိရွတ်ဆိုပြီးတော့လိုရာကိုပြောဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတိရာပဲဖြစ်ပါလေခမရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာတည်င်းစာဆက်ကူလေးတစ်ခုနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းလိုက်ပါအယောင်းတွက်အယောင်းထွက်ပြီးအဆက်ဆက်အရာအစဉ်ပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဇန်နီသားသမီးမိတ်ဆွေတွေအားလုံး ီတပတ်တာတော့ဒီမှာယရနာစိန်ကြောက်ဇေတောက်တိုင်းစကားကစားနိုင်လို့အောင်မြင်မှုတွေအလီလီတိုးတက်ကြပါစီကြောင်းဆရာကဆူတောင်းပေးလိုက်ပါတယ်ဒါကတော့ဆရာကတနင်္ဂနွေကစားလို့စနေစုံ2025ဇွန်လ16ရက်ကနေ23ရက်နေ့အထိတပတ်စာကွန်ဂျူမာဟောစလန်ကိုမထင်မှာဖိလက်ခဗျာ live လွှင့်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာမိတ်ဆွေတွေလည်းမတွေ့ကြကြလို့ပါဆရာပုံမှန်ဆိုဗီဒီယိုရိုက်တင်ပေးနေကြပါဗော